ိပေးနေကြသမားဒီ prime ဟာလက်ရှိဘောလုံးရာသီအကုန်မှာအသင်းကနေထွက်ခွာတော့မယ်လို့သိရပါတယ်။ဒီ prime နဲ့ Mercedes တို့ချိုးဆွန်ထားတဲ့လက်ရှိစာချုပ်ဟာလာမယ့်ဇွန်လမှာတက်တန်းကိုဆုံးမှာဖြစ်ပြီးဒီ prime ကအသင်းနဲ့စာချုပ်တက်တန်းတွေ့မြင်တော့မှာမဟုတ်ပဲအသင်းကနေထွက်ခွာမယ်လို့အတိအပြောကြားခဲ့တာဖြစ်ပါတယ်။ဒီ prime ဟာ Mercedes အသင်းမှာစနစ်ကြကစားခဲ့ပြီး Mercedes နဲ့အတူ Premier League Champions League 6ကြိမ် Champions League Champions League 2ကြိမ်နဲ့အတူ အခြား Champions League 3ကြိမ်ရရှိခဲ့ပါတယ်။ဒီ prime ဟာလာမယ့် ုနာနဲ့ဇွန်လတွေမှာအမေရိကန်နိုင်ငံမှာကျင်းပမယ်ကလပ်ကပဖလားပြိုင်ပွဲမှာမန်စီးတီးအတွက်ကစားပေးဖို့မတိကျဘူးလို့လည်းသိရပါဗျ။မန်စီးတီးအသင်းဟာဒီဘရိုင်းကိုဂုဏ်ပြုတဲ့အနေနဲ့အီတီဟတ်ကွင်းရှေမှာအဂူရောကွန်ပလီနဲ့ဒေးဗစ်ဆေးဘားတို့ပဲပုံတို့ရုပ်ထုထားပေးတော့မှာဖြစ်ပါတယ်။အသက်33နှစ်အရွယ်ရှိပြီဖြစ်ပေမဲ့ဒီဘရိုင်းရဲ့ခြေစွမ်းကအကောင်းဆုံးနေထားမှာရှိတာကြောင့်ဆော်ဒီကလပ်တွေနဲ့မေဂျာလိဂ်ကလပ်တွေကဒီဘရိုင်းကိုခေါ်ယူဖို့ဇိုးပဲ့နေရလို့သိရပါဗျ။